မင်္ဂလာပါရှင်ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါတယ်ရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တောင်ဆုံရသတင်းထူးထင်းအုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်ယခုခါပရမဆုံတင်ဆက်ပေးမယ့်သတင်းကတော့ AA26 ရဲ့နေချိန်တွင်ကပဆဆက်ရုံများကိုကာဝေးရန်စစ်ကောင်စီကညောင်ချိုးနဲ့ညောင်ချောက်တွင်အင်အားတိုးချေပြီးစစ်ပြင်းစင်းနေဆွေးသတင်းပဲဖြစ်ပါတယ်ရှင်ပဲခူးတိုင်းပရောင်းမြို့နယ်ရှိညောင်ချိုးနဲ့ညောင်ချောက်စခန်းများကိုစစ်ကောင်စီကစစ်ဟင်အားများပို့ဆောင်နေပြီးစစ်ပြင်းလျက်ရှိကြောင်းသိရသည် စစ်ကောင်စီသည်ပြည်မျိုးမှခြေလင်းခြေမြန်တရင်ထုံထုံအင်အားရာချီကိုပြီးခဲ့သည့်ဧပြီလ12ရက်နေ့ကစပြီးညောင်ကျိုးနှင့်အမှတ်6ကာဝေးပစ္စည်းစေယုံကပ္ပစ600ညောင်ချောက်တို့စစ်အင်အားရာချီပို့ဆောင်နေကြောင်းသိရသည်ညောင်ကျိုးကိုပြန်သိမ်းနိုင်မှုထက်ကပ္ပစဆက်ယုံတွေဘက်ကိုထိုးစစ်ရောက်မလာဘူးအပြည့်ရထားတဲ့ကာလအတွင်းအလင်းမြန်အင်အားပိုနေတာပြီးခဲ့တဲ့9ရက်နေ့ကလည်းညောင်ကျိုးနဲ့ဗရောင်းကိုအင်အားအလဲအလှယ်လုံနေတာတွေရှိတယ် ਹੂ စစ်ရေးသတင်းရင်းမြစ်က AR တိုင်းကိုပြောသည် ထို့ပြင်ညောင်ကျိုးမှထွက်ပြေးလာသည့်ရဲတပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုပရောင်းရှိတက်စကန်များတွင်ခေါ်ယူထိန်းသိမ်းပြီးခံစစ်ပြင်ဆင်ခိုင်းနာကြောင်းသိရှိရသည်ပြီးခဲ့သည့်ဧပြီလ2ရက်ကအာရကောက်တမ်ရော A သိမ်းပိုက်ထားတဲ့အညောင်ကျိုးစကန်နဲ့ကမ္ဘာ့ဆက်ဆက်ရုံများတူရှိရညောင်ချောင်းနဲ့ဆယ်မိုင်ခန့်သာကာဝေးပြီးစစ်ကောင်စီကကမ္ဘာ့ဆက်ဆက်ရုံများကိုကာဝေးရန်ဆက်ရုံအတွင်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်မကြံကိုဆက်ပစ်ကွင်းလက်နက်လေးကျင်ရေးဆင်ခိုင်းထားကြောင်းတပ်သရင်ရင်းမြစ်ထံမှသိရသည် စစ်ကောင်စီကတောင်ကုန်းမြို့ကျပြီးတောင်ကုန်းနဲ့ပြည်ပရောင်းလန်းရှိတောင်မုံကြီးမိုတီပြူဟာပကံခွဲညောင်ချိုစခန်းတို့ဘောပါအေအေနဲ့ပူပေါင်းတပ်ဖွဲ့တန်းပေးလိုက်ရပြီးကပ္ပါဆဆက်ယုံများလက်မလွတ်ရစေရေးအတွက်အထူးကြိုးပမ်းလာခြင်းဖြစ်သည်အေအေကပြီးခဲ့သည့်ဧပြီလ၁ရက်နေ့မှဧပြီလ30ရက်နေ့အထိတပတ်သက်အပြစ်ရစဲကြောင်ကြေညာပြီးနောက်ရခိုင်ပြည်ကိုအဆက်ရှိညောင်ကျိုးနှင့်ညောင်ချောက်စခန်းများကိုထိုးစစ်ဆင်နေမှုအားရပ်တန့်ခဲ့တော်လဲစစ်ကောင်စီကအဆိုပါနေပြည်များတွင်အင်အားတိုးချဲ့စစ်ပြင်းဆင်လာခြင်းဖြစ်သည် စစ်ကောင်စီကလည်းသုံးဘက်ကြာရည်အပြစ်ရက်တီကိုကျင်းညာထားတော့လဲ၎င်းတို့ထုတ်ပြန်ချက်ကိုချိုးပေါက်ကစစ်ဆိုင်နေသည့်အနေများအတွင်စစ်ဟင်အားတိုးချဲ့ခြင်းနဲ့လေကြောင်းမှပုံကျဲတိုက်ခိုက်ခြင်းတို့ကိုပြုလုပ်နေခြင်းဖြစ်သည်။ ဆလတ်ဘင်းဖောင်ကန်းမြို့နယ်လီတိုလန်အနီး KIA နှင့်စစ်ကောင်စီပူးပေါင်းတပ်တိုက်ပွဲဆက်ဖြစ်စွရသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖောင်ကန်းမြို့နယ်လဝါကျေးရွာအနီးနှင့်ကွန်ဆိုင်ရန်ရွာအနီးတွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်တို့ယနေ့ဧပြီလ15ရက်နေ့တွင်တိုက်ပွဲဖြစ်ပွားနေကြောင်းကချင်စစ်ရေးတွင်ရင်းမြစ်ကပြောသည် ဧပြီလ23ရက်နေ့နက်ကစစ်ကားစီတန်းနေမင်းစေတန်းပြည်သူစစ်ပူပေါင်းတပ်ကမြစ်ကြီးနာတနိုင်တော်လီတို့လန်အနေရှိလဝါကြီးရွာထိုးစစ်စင်လာ၍ကံရင်နှင့်တိုက်ပွဲဖြစ်ပွားခဲ့ရာယနေ့အထိဆက်လက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟုဆိုသည်စကားဆားနှင့်မင်းစေတန်းပြည်သူစစ်တွေအဲ့ဒီနှစ်ဖွဲ့လှုံရှားနေတာသူတို့ကလဝါရွာကိုသူတို့ကသုံးမုံကမီရှိုးလိုက်ပြီးအဲ့ဒီမင်းစေတန်းအဖွဲ့တွေကတိုက်ပွဲကဒီနေ့တော့နှစ်နေရဖြစ်နေတယ်ဟုစေရီသတင်းရင်းမြစ်ကပြောသည်လဝါကြီးရွာတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်၍ဆက်လက်စုံစမ်းနေစေ ည်းဖြစ်သည်အဆိုပါဒေတာတို့စက်ကစေးတန်နဲ့ပြည်သူစစ်ပူးပေါင်းအင်အား300ကျော်ဖြင့်ထိုးစစ်ဆင်လာခြင်းဖြစ်ပြီးဧပြီလ23ရက်တိုက်ပွဲတွင်စက်ကစေးတပ်ဖွဲ့များပြန်ဆုတ်ခွာသွားခဲ့ဟုတရင်ရင့်မြင့်တို့ကရှမန်နေဧပြီ14ရက်နေ့တွင်ပြောထားသည် ရင်ဒေတာနဲ့ KIA ရဲ့တက်မှာနဲ့တရင်20နည်းမြေဖြစ်တဲ့စက်ကောင်စီတဲ့ငလင်ဘေးကြောင့်အီရလာ၂ရက်မှ22ရက်ထိအရာအပြည့်ရမျိုးထုတ်ပြန်ထားတော့လေလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပြခတ်မှုနဲ့မြေပြင်ထိုးစစ်ဆင်မှုများလှုံ့ဆော်နေကြောင်းစက်ကောင်စီလုံရက်ဒီကိုရိုင်းထုတ်ပြန်ထားတဲ့အပြည့်ရဲ့ဈေးညာမှုကိုစီးပေါက်ခြင်းဖြစ်ကြောင်း KIA ဘက်ကပြောဆိုထားသည် ပြီးခဲ့သည့်တပတ်တွင်စစ်ကောင်စီအား KNY နယ်မြေကိုလေကြောင်းလက်နက်ကြီး drone တိုက်ခိုက်မှုအကြိမ်900နီးပါးပြုလုပ်ခဲ့ကြောင်းလည်း KNY သတင်းပြန်ကြားရေးဌာနကဧပြီလ23ရက်တွင်အသိပေးထားသည်ရှိခိုးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငင်းချင်းရဲ့ကျိုးဆောင်လှုပ်ချင်ရင်ညံရှိဖို့အရင်လိုတယ်လို့ထိုင်းအမတ်ကမလေးဝန်ကြီးချုပ်ကိုအကြံပေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မင်းအွန်လိုင်းကလာမယ့်ဧပြီလ18ရက်နေ့မှာထိုင်းကိုနောက်တစ်ခေါက်လာအောင်မယ်။အကြောင်းကတော့ပြီးခဲ့တဲ့ဧပြီလ4ရက်ကထိုင်းနိုင်ငံဆွေးနွေးပွဲပြီးတဲ့နောက်မြန်မာစစ်တပ်ကနိုင်ငံတွင်းပုံချဲမှုတွေကိုချက်ချင်းရပ်တန့်လိုက်လို့အဲ့ဒါနဲ့ပတ်သက်ပြီးဆက်ဆွေးနွေးဖို့ဆိုပြီးမလေးရှားဝန်ကြီးချုပ်ကပြောတယ်။သူကဘာကိုအခြေခံပြီးဒီလိုပြောရတာလဲ။ခေါင်းဆောင်တွေဖြစ်ပြီးအချက်အလက်မစစ်ဆေးကြဘူးလား။ အချက်အလက်တွေကရှင်းနေတာပဲဧပြီလ3ရက်မှာစစ်တပ်ကအပြစ်ခတ်ရဲစေးရေးကြေညာပြီးတဲ့နောက်မဟာဒကြံဧပြီလ23ရက်နေ့အထိတနိုင်ငံလုံးမှာဘုံကျဲမှုပေါင်း124ကြိမ်အထိရှိခဲ့တယ်။ဒါကဘလို့အပြစ်ခတ်ရဲစေးရေးမျိုးလဲ။ထိုင်းနိုင်ငံရဲ့တန်တမာရေးရရည်တည်ချက်နဲ့ပတ်သက်လို့တော့များများပြောစရာမလိုပါဘူး။ဘာလို့လဲဆိုရင်27ရာစုနိုင်ငံတကာအခင်းအကျင်းရဲ့လက်တွေ့အခြေအနေတွေနဲ့ရှင်ရင်ထိုင်းကအားနေနေလို့ပဲဖြစ်တဲ့ ထိုင်းဆိုရဘွေဟာဒုတိယကမ္ဘာစစ်တုန်းကလိုနီးယားဓာတ်ဘက်ကိုဗက်လိုက်နေတယ်လို့ပြုမူနေတာဟာတကယ်ကိုပဲတန်ဖိုးမဲလွန်းနေ။လာမယ့်ဧပြီလ18ရက်မှာမင်းအောင်လိုင်းကထိုင်းနိုင်ငံစီတရားဝင်နောက်တစ်ချိန်လာရောက်မှာဖြစ်တဲ့ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံဆွေးနွေးဖို့ဖြစ်တဲ့အန်ဝါအီဘရာဟင်ကမြန်မာစစ်အာဏာရှင်ကောင်ဆောင်ကိုထိုင်းနိုင်ငံမှာတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တာလည်းဖြစ်တဲ့ မြန်မာနိုင်ငံနဲ့အပြည့်ကက်ရက်စဲရေးတက်တန်းတိုးမြင့်နိုင်မှုရည်ရွယ်တယ်လို့ပြောကြတယ်။မလေးရှားမြန်မာနဲ့ထိုင်းနိုင်ငံသုံးနိုင်ငံလုံးကတော်တော်ထူးဆန်းလွန်ပါတယ်။ဘာရီရှုံနေကြတာလဲ။ကျွန်တော်အမြင်ကိုရှင်းပြခြင်းပါတယ်။ နံပါတ်၁မလေးရှားဝန်ကြီးချုပ်အနေနဲ့ထိုင်းနိုင်ငံစီလာရောက်ဖို့စီစဉ်ထားပြီးဖြစ်ရင်ခရီးစဉ်နဲ့ဆိုင်နာတွေကိုထိုင်းမှာပဲပြုလုပ်တဲ့နဲ့မင်းအောင်လိုင်းနဲ့ဆွေးနွေးခြင်းမလေးရှားနိုင်ငံစီတရားဝင်ဖိတ်ဖို့ဘာလို့မဖိတ်တာလဲမြန်မာဆက်အာနာရှင်ရဲ့ခရီးစဉ်ကိုမလေးရှားပြည်သူတွေကစန့်ကျင်ကန့်ကွက်မှာကိုစိုးရိမ်လို့လားပြည်တွင်းမှာဝန်ကြီးချုပ်ကိုလူကြိုက်များမှုကြားတော်မှာကိုစိုးရိမ်လို့လားနံပါတ်၂ မလေးရှားဝန်ကြီးချုပ်ကမင်းအောင်လိုင်းလာရင်သူ့နိုင်ငံသားတွေစန့်ကျင်မှကိုစိုးရင်ရင်ထိုင်းနိုင်ငံကကြဘာလို့မစိုးရင်ရတာလဲမဟုတ်မှလဲပြီးခဲ့တဲ့အပတ်ကလာရောက်ခဲ့ပြီးပြီးမှုစဉ်းစားရသွားတာလားမကြာခဏလာလို့ရတယ်လို့များသဘောထားနေတာလားထိုင်းဝန်ကြီးချုပ်ရဲ့အဖေကအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့အထူးအကြံပေးဖြစ်နေလို့လားထိုင်းပြည်သူတွေများရဲ့ကန့်ကွက်မှုတွေကိုလုံးဝစိုးရင်ကြောင်ချမှုမရှိလို့လား နံပါတ်3မလေးရှားဝန်ကြီးချုပ်ကဧပြီလအစောပိုင်းကစပြီးအပြစ်ခတ်ရစေးကတိကဝတ်ကိုလေးစားလိုက်နာတဲ့မြန်မာဆက်အာဏာရှင်ကောင်ဆောင်ကိုကျေးဇူးတင်တယ်လို့ဆိုရယ်စိတ်မကောင်းစရာပဲမလေးရှားဝန်ကြီးချုပ်အပိုင်အတွက်ပြောနေတယ်လို့မြန်မာဆက်တက်ကနိုင်ငံအတွင်းလေးရင်နဲ့ဘုံကျဲခြင်းနာပြစ်ခတ်တာတွေတရက်တလေတောင်မရတန်ခဲ့ပါဘူးဘာလို့များဒီအချက်လက်တွေကြောင့်မရှိကြတာလဲနံပါတ်4ဒီလောက်ဆွေးနွေးခြင်းမှာဖြင့်မလေးရှားဝန်ကြီးချုပ်အနေနဲ့ဘာလို့များနေပြော်ထိပ်သွားပြီးမင်းအွန်လိုင်းနဲ့တိုက်ရိုက်မတွေ့တာလဲ။ အထူးကြံပေးတက်စင်ကိုလည်းမြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့ထိုင်းတရားရုံးကနေတဆင်ပြည်ပထောက်ခွာခွင့်တောင်းခံပေးပြီးအထူးခေါ်သွားတဲ့နဲ့အဲ့ဒီလိုလုပ်ပါလားအဲ့ဒီလိုလုပ်ရင်မလေးရှားမှာဆွဆွဲပြစ်တင်မှုတစုံတရာခံရမှာကိုစိုးရိမ်လို့လား ။နံပါတ်၅နောက်ဆုံးအချက်အနေဖြင့်သက်ဆိုင်သူအားလုံးအဖွဲ့အစည်းအားလုံးကိုဆွေးနွေးပွဲမှာပါဝင်လာဖို့ဖိတ်ခေါ်နိုင်မယ့်နည်းလမ်းတွေရှာဖွေရမယ်ဆိုတာကိုတကယ်ပဲမသိကြတာလား။ဒီအချက်နဲ့ပတ်သက်ပြီးကြိုးပမ်းအားထုတ်မှုတစုံတရာမတွေ့ရှိရသေးပါဘူး။မြန်မာစစ်တပ်ကပေးထားတဲ့အပြည့်ခက်ရစဲရဲကလေးကဝတ်ဆိုရလဲဘယ်တော့မှအမှန်တကယ်ဖြစ်မလာတဲ့လေထဲမှာတစ်ဖက်သက်စကားတွေသာဖြစ်ပါတယ်။ဒါပေမဲ့ဒါကိုပဲအမှန်တရားလို့စိတ်ချယုံကြည်နေကြစေဖြစ်တယ်။ အခုကိစ္စကထိုင်းနိုင်ငံနဲ့တိုက်ရိုက်သက်ဆိုင်လာပြီဖြစ်တဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့လမ်းပြမြေပုံ road map တစုံတရာရေးဆွဲထားပြီလားမတွေ့ရဘူးရှိလည်းမရှိဘူးဒါကိုသွားပြီးဝင်ရောက်ဆောင်ရွက်လိုချင်နေကြတယ်ဆရာနာရှင်တွေကိုအရာသွင်းလို့ကျွန်တော်တို့ဗာမြအကျိုးရှိမှလဲရှိမှလဲဆူဆူရွရွကြောင့်ငယ်ရပြီးပြီခုတစ်ချိန်ကပူတော်ဆိုးသေးတယ်ဘာလို့ဆိုမြန်မာငြိမ်းချမ်းရေးမှာပူပေါင်းပါဝင်ဖို့ဘာအစီအစဉ်မှမရှိနေလို့ပဲ အာဆီယံဘုံသဘောတူညီချက်၅ချက်ကလည်းအရင်ခံပြဿနာတွေကိုဖြေရှင်းရမှာထိရောက်မှုမရှိလို့ကမ္ဘာလည်းမှာပြင်းထန်စွာဝေဖန်ခံနေရတယ်။အခုဆိုအခြေအနေတွေကပိုတောင်ဆိုးဝါးနေပြီ။ဘာပြုပြင်ပြောင်းလဲမှုမှမရှိသေးတဲ့အပြင်ပြဿနာရှိနေတဲ့အချိန်အာဆီယံဖွဲ့စည်းပုံကိုဆက်ပြီးအသုံးပြုနေတယ်။ယခုအချိန်ထိလမ်းပြမြေပုံ roadmap ဆိုတာလည်းမရှိသေးဘူး။ လုံယုံသက်သက်တွေးယုံသက်သက်ပြောယုံသက်သက်တော့မလုံဆောင်ကြပါနဲ့ဒီသုံးနိုင်ငံဘာတွေလုံဆောင်နေတာတော့ဆိုရဲရှုပ်ထွေးပွေလီမှုတွေနဲ့ပော်လော်ရိုက်နေတာတွေကလွဲပြီးကစားပါမှာဖြစ်လာနိုင်စရာမရှိပါဘူးနိုင်ငံကိုအလဲလဲလုတ်တဲ့မကောင်းဆိုးဝါးသဘောတူညီချက်ဟန်ပြလို့ရတွေဟာလဲပို့ပြီးပို့ပြီးရှင်းလင်းလာနေတယ်ငြိမ်းချမ်းရေးပွဲစားလုပ်ခြင်းရင်လည်းအသိပညာဉာဏ်ပညာနဲ့အတွေ့အကြုံတွေအများကြီးရှိထားဖို့အရင်ဦးဆုံးလိုအပ်ပါတယ်လူကြီးမင်းတို့ခင်ဗျာ။ ဆက်လက်ပြီးစစ်တပ်ရဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရဲ့တရင်ပေးလုပ်ခဲ့ဖို့သို့စစ်တပ်တောက်တိုင်းကျော်စုံမင်း WY စေးပြား52ပြားနဲ့တူဖမ်းဆီးရမည်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာရီခိုင်စည်းကုံမြို့နယ်မှာဧပြီလ9ရက်နေ့နေ့လယ်တနိုင်ဝန်းကျင်ခန်းကစစ်တပ်တောက်တိုင်ဖြစ်တဲ့ကျော်စုံမင်းခေါ်မင်းမင်းခေါ်မင်းလေးတန်က WY စေးပြားတွေဖမ်းမိခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ စစ်တပ်တောက်တိုင်ဖြစ်တဲ့ကျော်စိုးမင်းနေထိုင်ရာဇီကုံမြို့အမှတ်၁မြားရတနာလမ်းမှာဖမ်းဆီးခံရတာဖြစ်ပြီးမြို့နယ်ရဲမှူးနဲ့အစင်မပြေရာကနေတာယာဝရီခရိုင်ရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာလို့သိရပါဗျ။ခရိုင်ကစင်ဖန်တာကျမတို့ယုံအောင်မယုံဘူးသူကတန်းရွှေလက်ထက်ကလေးကစစ်တပ်ရဲ့အစာရဖလိုလိုတရင်ပေးပြီးလိုလိုကောင်းကြီးမြို့နယ်စီမံကစစ်ဘိုလ်ကတော့သူ့ကိုကြောက်ရတယ်လို့ဒေသခံအမျိုးသမီးကမြို့တော်ကိုပြောပါရယ် ကိုမင်းမင်းခေါ်မင်းလေးကိုဖမ်းဆီးချိန်မှာနေအိမ်မှာရှိနေပြီးထွက်ပြေးလို့လိုက်ဖမ်းရတာလည်းရှိတယ်လို့သိရပြီးနေအိမ်မှာ WY ဆေးပြား52ပြားနဲ့အတူဖမ်းဆီးရမိတယ်လို့သိရပါဗျ။ဖန်စီခံရသူမှာဈေးကုန်ချက်ချင်းရဲ့ဖွဲ့ကောင်းဆောင်ဖြစ်ပြီးစစ်တပ်ရဲ့အဓိကအမာခံတို့ဖြစ်ကမူရစ်ဆေးရောင်းနေတာကကြာပြီလို့ဒေသခံတွေကပြောပါရယ်အခုဖန်စီခံရမှုမှာလည်းမြို့နယ်ရဲမှုနဲ့လောင်ကစားဝိုင်းနဲ့လောင်ကျေးကောက်ပြီးလုတ်တဲ့ကိစ္စအဆင်မပြေရာကနေအခုလိုခရိုင်ကိုစင်ဖန်ခိုင်းတာလို့သိရပါရယ် ရဲရံပုံငွေအတွက်ဆိုပြီးမြို့နယ်တိုင်းမှာလောင်ကစားဝိုင်းလေးတွေအလဲကျလုံနေတာရှိတယ်။အဲဒီကိစ္စနဲ့မင်းမင်းနဲ့မြို့နယ်ရဲမှုအပြန်အလှန်စကားပြောကြရင်အဆင်မပြေတာနဲ့ခရိုင်ကိုတရင်ပေးဖန်ခိုင်းတာလို့တော့ကြားတယ်လို့ရဲနဲ့နေဆက်သူတို့ကမြို့တော်ကိုပြောပါရတယ်။ ကိုကျော်စိုးမင်းခေါ်မင်းမင်းခေါ်မင်းလေးဟာအရင်ကစာသုံးလုံးအထူးဆောင်ရမ်းစစ်စရေးဦးစီးဌာနရဲ့တရင်ပေးလုပ်ခဲ့ပြီးအာဏာသိမ်းပြီးချိန်မှလည်းပြည်သူ့ကော်မတီတပ်တွေရဲ့တရင်နဲ့ဆန္ဒပြသူတွေကိုဖမ်းဆီးခိုင်းတာတွေလုပ်ခဲ့ပြီးတပ်နယ်ပေါင်းကလိုင်းကျေးကောက်စီးပွားရှာပြီးရဲနဲ့တွေအုပ်ကကြောက်ရတဲ့သူဖြစ်တယ်လို့လည်းသိရှိရပါတယ်။